မင်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ26ရက်နေ့အတွက်မူလဝတ္တနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မူလဝတ္တနဲ့ဇလားဗေဒညွှန်ကြားမှုအစည်းဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရသွင်းခဲ့တဲ့မှတ်သားဝယ်ရာမူရေးချိန်များမှာဒဝယ်မြို့မှာ3တသမ3ကိုလမအုပ်ဖုံမြို့မှာ2တသမ4ငါလမမြိတ်မြို့မှာ2တသမ3 3လမ ကောတောင်းမြို့မှာနှစ်တသမာနှစ်ရှစ်လမတထုံမြို့မှာနှစ်လမကြိုက်ခမီမြို့မှာတစ်တသမာရှစ်ကိုလမကိုကိုကျွန်းမြို့မှာတစ်တသမာရှစ်တလမပိုင်ကျုံမြို့မှာတစ်တသမာခွန်ငါလမပင်လောင်းမြို့မှာတစ်တသမာတလီလမနဲ့နေပြည်တော်ဇေယျသီရီမြို့နယ်နဲ့တာယာဝတီမြို့တို့မှာတုံညတသမာကိုလီလမစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီနေ့နေ့လဲတနအိခွဲချိန်မူလဝတ္တဂျိုရူမှာဖမ်းယူရရှိတဲ့ပုံအရာ ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတင်းတိတမတိထူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းရန်ကုန်တိုင်းဒေသကြီးအင်အားဝေးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပြင်းခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိမ်မာတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူမြေများပုံစံအရမြမကန်ရုံတက်လျှောက်မှာမုတ်တုံလေးအားကောင်းနေပါတယ်။ဘင်္ဂလားပြည်လောအခြေအနေမှာ ဒီကနေ့မြန်မာစံတော်ချိန်၁၀နာရီခွဲချိန်တိုင်းထွက်ခြင်းများအရဘင်္ဂလားပြည်လောမြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပြည်လောအလဲပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ယုံဟာအနောက်ဘက်သို့ရွေ့လျားခဲ့ပြီးပုံမအားကောင်းလာကဘင်္ဂလားပြည်လောအနောက်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပြည်လောအလဲပိုင်းတို့မှာအားကောင်းတဲ့လေပြင်းနဲ့ယုံဝင်ဖြစ်သူရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းတဲ့လေပြင်းနဲ့ယုံဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်တောင်ပိုင်းကမ်းလွှဲအင်ဒါပရာတိမြောက်ပိုင်းကမ်းခြေတို့မှာနောက်24နာရီအတွင်းမုန်တိုင်းငယ်ဖြစ်သောပူမိုအားကောင်းလာနိုင်က28ရက်ကိုလာ2025ရက်နေ့မှာအော်ရိတပြည်နယ်တောင်ပိုင်းအင်ဒါပရာတိမြောက်ပိုင်းကမ်းခြေတို့ကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာမုန်တုံလေးအားကောင်းနေပြီး ကျန်ပင်္ဂလာပင်လယ်ော်မှာမုတ်တုံလေးအားတင်းတင်းရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ရတဲ့တချောင်းနဲ့ကန်လွပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေးပြင်များကြားရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတက်လေးပြင်ကြာစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကန်ရတဲ့တချောင်းနဲ့ကန်လွပင်လယ်ပြင်တို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ်။မနှက်ပြမနှက်အထိခံမှန်းချက်များအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကွက်ကြားချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီး အေယာဝေတိုင်းဒေသကြီးကရင်ပြည်နယ်မိုးပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရေးမိုးကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒါခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ဲ့ညီတော်ရဲ့တော်ဟာမနှက်ဖြတ်မနှက်အထိမိုးလေဝသအချင်းဒီခံမှန်းချက်မှာနေရောက်ကကြောင်မိုးထချုံရောက်ပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီယက်60ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ညီတော်ရဲ့အတွက်မနှက်ဖြတ်မနှက်အထိမိုးလေဝသအချင်းဒီခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထချုံရောက်ပါမယ်အမြင့်ဆုံးမူချိန်မှာ 30ဒီဂရီဆက်စီယက်86ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးမူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိ မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယက်61ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးမူချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခံပန်းချက်များအနည်းငယ်ကတော့ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါ်လာနိုင်ပါတယ်။လာမယ့်စနေတနင်္ဂနွေအားလည်းများအတွက်မိုးလီဝသခံပန်းချက်များအနည်းငယ်ကတော့နေပြည်တော်မှာနေရာနှံပြောင်းမိုးထချုံရွာပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာလည်းနေရာနှံပြောင်းမိုးထချုံရွာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။ ခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းနေတဲ့ချိန်ထုတ်ပြန်တဲ့မိုးလီဝတာနဲ့ဇလားပေတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေရှင်။